နာမည်သုံးလုံးနဲ့မင်းသားရဲ့တာဝန်ယူမှုမရှိတာကြောင့်ဖခင်မဲနဲ့ကလေးမလေးတယောက်ထပ်မံပေါ်ထလာ။လက်ရှိမှာတော့နုပညာလောကရင်းကမင်းသားရဲ့အနေနဲ့တော်လင်းကိုမျက်ခုံးဝေးလှုပ်နေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ဘဲနဲ့လက်တလုံးဆိုရှယ်မီဒီယာထပ်မံဆိုရင်နာမည်နှလုံးနဲ့မင်းသားကဖခင်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့နာမည်သုံးလုံးနဲ့မင်းသားကတာဝန်ယူမှုမရှိဘူးဆိုတဲ့အကြောင်းတွေကိုပြောနေခဲ့ကြတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်အလမေတယောက်ဖြစ်တဲ့မိုးဆက်ချိုကသူမရဲ့ဖခင်နာမည်နှလုံးနဲ့ထိတ်တန့်မင်းသားဖြစ်တယ်ဆိုပြီးတော့ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ီတစ်ခါမှာတော့ပြည်သက်တွေကလည်းမင်းသားရေးနေဆန်းများဖြစ်နေမလားနိုင်လူများဖြစ်နေမလားနေတိုးများဖြစ်နေမလားဆိုပြီးတော့အမျိုးစုံထင်းသိမ်းပြီးနေကြတာရင်းရှိပါတယ်။ဒီမှာကတော့နာမည်လုံးနဲ့မင်းသားလို့မပြောဘဲဘသူစရောင်းနာမည်တက်ပြောလိုက်ရင်တော့မှဒီလောက်အထိကိုပြဿနာတွေကရှုပ်ထွေးမှာမဟုတ်ပါဘူး။ခုတော့နာမည်လုံးနဲ့စနေနဲ့ပါဝင်တဲ့မင်းသားတွေအကုန်လုံးကိုမျက်ခုံးလုံးနေရပြီးကာကန်ရှင်တွေကတော့ခုချိန်ထိကိုထုတ်မပြောဘဲနဲ့ဖုံးခွယ်နေကြသေးပါအလားမလေးမိုးဆက်ချုံဟာဆိုရင်လည်းမိသားကြီးနေဆိုင်ရဲ့တမိလို့ပြောနေကြသူတွေများပြီပဲတိကျတော့မသိရသေးပါဘူး ဒီကိစ္စမပြီးခင်နောက်ထပ်တစ်ကြိမ်ထပ်မံပေါ်ထွက်လာခဲ့တာကတော့နာမည်သုံးလုံးနဲ့မိသားစုတရားကတာဝန်ယူဖို့တာဝန်ခံမှုမရှိဘူးလို့ပြောလာတာဖြစ်ပါတယ်။ဒီတစ်ခါမှလည်းဘယ်သူဆိုတာနာမည်တက်ပြီးတော့မပြောသေးဘဲအဲ့ဒီမိသားစုရဲ့လက်ချက်ကြောင့်ကလေးတယောက်မွေးဖွားလာခဲ့ပြီးတော့ခုဆိုရင်ကလေးကရေရောက်နေပြီဖြစ်ပါတယ်။နေစဉ်ကတော့မပြောခဲ့ပေမယ့်ရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့ဖောက်ရင်ဆိုတော့တည်တည်ဆန်းဆန်းတွေ့ပြီးတော့ဖောက်ရင်ဖြစ်တာကိုခန်းစားစေခြင်းနဲ့အတွက်အခုလိုအဖေရှာဖို့တော့ဖွင့်လာလို့ထုတ်ပြောလာခဲ့တာပါ။ဒါကြောင့်ဒီကြောင်းရာတွေကလည်းဆိုရှယ်မီဒီယာမှာအတော်လေးကိုလူပြောများနေခဲ့ပြီး ီတစ်ခါမှာတော့ဘဲမင်းသားများကန်ဆုံးမလဲလို့ထင်နေကြပါတယ်။ဒါနဲ့မကသေးပါဘူးဒီလိုမျိုးမကြခဏပေါ်ထွက်လာတဲ့တာဝန်ယူမရှိတဲ့ကလေးကိုထားသွားခဲ့တဲ့ကိစ္စရင်းနဲ့ကြည့်လိုက်မယ်ဆိုရင်ထိတ်တန်းမင်းသားတွေကိုအပင်းရမှာတော့တော်လင်းကိုစိတ်ပြည့်စရာကောင်းနေကြပါပြီ။သူတို့တွေအတွက်လည်းလက်ရှိမှာဆိုရင်ဇနီးတွေတွေသားသမီးတွေနဲ့တာယာနဲ့မိသားစုဘဝလေးကိုတီထောင်ထားပြီးဆိုပြီးတော့အားကျနေကြတာပါ။ဒါပေမဲ့ခုလိုထပ်မံပြီးတော့ပေါ်ထလာတဲ့တည်င်းတွေကနောက်ပိုင်းမှာဇလန်းတွေပတ်ရှုပ်ပြီးအရင်မိမောင်ဖြစ်သူနဲ့တာသမီတွေကိုစွန့်ပစ်ထားခဲ့တဲ့ကိစ္စတွေကြောင့်ထင်ကြီးစရာမရှိတော့ပါဘူးဒီတစ်ခါမှာတော့နာမည်တစ်လုံးနဲ့ ထိတ်တန့်မင်းသားဆိုပြီးတော့ဖော်ထုတ်နေခဲ့တာကြောင့်လူပညာလောကတွေကမင်းသားရင်လည်းတော်တော်လေးကိုကုန်နေခဲ့ပါပြီ။ဒါကြောင့်ပြည်သက်တွေကလည်းသူတို့ချစ်ခင်အားပေးပြီးတော့လေးစားနေရတဲ့မင်းသားရင်များဖြစ်နေမလားလို့စိုးရိမ်ပူပန်နေကြရကြပါတယ်။မင်းသားရင်နေနဲ့ငွေစင်တော့ကအောင်မြင်တဲ့အချိန်မှာတော်လင်းကိုပွေရှုပ်ခဲ့တဲ့ပုံပေါ်ပြီးတော့အခုလောချင်းကြမှာဖခင်ရှာပုံတော်ဖွင့်နေတနာစီယာကလေးတွေပေါ်ထွက်လာခဲ့တာပါ။မင်းသားရင်ရဲ့ရှုပ်တော်ပုံတွေကတော့တော်တော်လေးကိုမသိလာပဲကိုယ့်ရဲ့သားသမီးရင်သွေးလေးတွေကိုခုလိုစွန့်ပစ်တဲ့အပေါ်မှာပြည်သက်တွေကလည်းသဘောမချနိုင်အောင်ဖြစ်နေရပါတယ်။ ဒါကြောင့်မိုးဆက်ချိုကိုတောင်းယူမှုရှိတယ်။နာမည်နှလုံးနဲ့မိသားကြီးကလည်းနေဆန်းဖြစ်နိုင်တယ်လို့ထင်နေကြတယ်လို့အခုနောက်ထပ်နာမည်တလုံးနဲ့မိသားကြီးကလည်းသူ့ရဲ့သမီးလေးကိုဘယ်လိုမျိုးထပ်ပြီးတော့စွန့်ပစ်သွားသလဲဆိုတာကိုသိကျင်နေကြတာပါ။ခုလိုမျိုးထိတ်တန်းမင်းသားတွေရဲ့တာဝန်ယူမှုရှိရလို့ရတဲ့ကြောင့်အဖေရှာဖို့တော့ဖွင့်နေရတဲ့ကလေးငယ်လေးတွေအများပြားပေါ်ထွက်လာတဲ့ပုံမှာပရိသတ်တို့အနေနဲ့ဘယ်လိုမျိုးထင်ကြပါသလဲရှင်။ဒီပေါ်ထွက်လာကြတာပါ။မင်းသားတွေရဲ့ရှုပ်တော်ပုံတွေကတော့တော်တော်လေးကိုမသိလာဘဲကိုယ့်ရဲ့သားသမီးရင်သွေးလေးတွေကိုခုလိုစွန့်ပစ်တဲ့ပုံမှာပရိသတ်တွေကလည်းသဘောမချနိုင်အောင်ဖြစ်နေရပါတယ်။ ဒါကြောင့်မိုးဆက်ချိုကိုတောင်းယူမှုရှိတယ်။နာမည်တစ်လုံးနဲ့မင်းသားကြီးကလည်းနေဆန်းဖြစ်နိုင်တယ်လို့ထင်နေကြတယ်လို့အခုနောက်ထပ်နာမည်တစ်လုံးနဲ့မင်းသားကြီးကလည်းသူ့ရဲ့သမီးလေးကိုဘယ်လိုမျိုးထပ်ပြီးတော့စွန့်ပစ်သွားသလဲဆိုတာကိုသိကျင်နေကြတာပေါ့။ခုလိုမျိုးထိတ်တန့်မင်းသားရဲ့တောင်းယူမှုရှိရလို့ရတဲ့ကြောင့်အဖေရှာဖို့တော့ဖွင့်နေရတဲ့ကလေးငယ်လေးတွေအများကြီးပေါ်ထွက်လာတဲ့ပုံမှာပရိသတ်တို့အနေနဲ့ဘယ်လိုမျိုးထင်ကြပါသလဲရှင်။